ထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်ရဖို့အတွက်တဲ့လဆကတက်တဲ့အပြင်းထန်ထိုးစစ်ဆင်နေဆိုတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်နော်ဖတ်လိုက်ရတယ်အဲ့မှာသူကဘာရေးစားတာလဲဆိုတော့ရခိုင်ပြည်နယ်ကြောက်ပြည်မြို့နယ်ကတဲ့အေးလစ်စင်များလုံးမဲမင်္ဂလာပါတက်မတော်ရဲ့ရခိုင်ပြည်နယ်ထိုးစစ်အခြေအနေနဲ့ပတ်သက်ပြီးပေါ်မင်းသုံးသပ်တင်ပြထားတာလေးကိုနားထောင်ကြည့်အောင်ဟုတ်တာပါနော်ဘုဘက်မှာတော့သတင်းဖြစ်စင်တွေရေးတော့အဲ့တော့အဓိကအပြင်းကဘာလဲဆိုတော့ကျွန်တော်တို့သုံးသပ်တဲ့အခါမှာပြည်သူလူထုမမြင်နိုင်တဲ့ site တွေကိုကျွန်တော်တို့ကအဓိကကြည့်ပြီးသုံးသပ်တယ်ဥပမာပြည်သူလူထုဟာစစ်ပွဲနိုင်နိုင်တယ်လို့ပဲမြင်မယ် မြင်မယ်ရှုံးရင်လည်းရှုံးတယ်လို့ပဲမြင်မယ်သူတို့ကဒီဒီအစ်စ်မဲ့သွားမှာပဲဒါပေမဲ့ကျွန်တော်တို့ကြတော့မဟုတ်ဘူးစစ်ပွဲရှုံးတယ်ရှုံးတယ်ဆိုတာဒါမှတာမျိုးဟာဘယ်နေရာကြီးကတော့ရှုံးနေပြီတိုင်းပြည်အစိပ်ပိုင်းပေးလိုက်ရပြီပြန်မတိုက်သေးဘူးလားအဲဒါကပြည်သူလူထုရဲ့သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ့နော်ကျွန်တော်တို့ကပြည်သူလူထုရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ်မှာကျွန်တော်တို့ကပြည်သူနောင်မီဆွဲသတင်းဌာနလုပ်လို့မရဘူးအာတိုက်ပွဲကြီးရှုံးနေတယ်ဟလားအဲ့အောင်မင်းကြီးကဒီအခုတည်းက တက်မလို့အကြီးကဲတွေကိုဖားနေတော့လားဆိုတော့ဒါတို့တို့လိုချင်တာကကျွန်တော်ကတက်မလို့အကြီးကဲတွေကိုဗလိန်းတာလိုချင်တာကျွန်တော်တို့ကအဲ့လိုဗလိန်းရင်လည်းဗလိန်းလို့မရအောင်ဘာလို့အဓိကကမသိတဲ့လူဗလိန်းတာကပြဿနာမရှိပြီမဲ့ဒီလိုမျိုးကိစ္စတွေမှာသုံးသက်နိုင်တဲ့လူတွေသိတဲ့လူတွေကဗလိန်းရင်အဲ့ဒါပြဿနာရှိတယ်အဲ့ဘယ်လိုဥပမာကြားပါကျွန်တော်တို့သတင်းဌာနကျွန်တော် သတင်းဌာနရက်တီလာ2016လောက်တည်းကရက်တီလာတာเนาะရက်တီလာအဲ့လိုပဲဒီဘက်မှာ2018 19 20 21စရရတဲ့တစ်ချိန်လုံးကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့ဘက်မှာရက်တီလာတာ ဲ့တော့ကျွန်တော်တို့ကဒီအချိန်ဒီအခါအထိရောက်နေပြီတက်မတော်တို့ဟလာတိုင်းတိုင်းပြည်ရဲ့အခြေအနေတက်မတော်ရဲ့အခြေအနေတက်မတော်ခေါင်းဆောင်တွေရဲ့တကယ်ဟိုဘယ်လိုခေါ်မလဲအခြေအနေတွေကိုအခြေချင်းတွေကိုကျွန်တော်တို့မသိဘဲနဲ့ဗစတဲ့ရှောက်ပြောချင်တာပြောမယ်သူကျွန်တော်တို့လည်းညံ့တဲ့သတင်းထဏာရှိမှာမဟုတ်တော့ဘာကြောင့်လဲဟာဒီလောက်ကွာ၄၅နှစ်တက်မတော်တိုင်းဝမ်းရဲ့ဒီလောက်ထိဆက်ပြီးတော့ဟလာသတင်းတွေလောက်လာတဲ့လူတယောက်အခုမှပေါက်ကရတွေရှောက်ပြောနေတယ်ကွာဆိုကျွန်တော်တို့အဲ့ကြမှာကျွန်တော်တို့ကကြောပါသေးရှောက်ရွက်ကွဲမှာအဲ့တော့ကျွန်တော်တို့ကတက်မတော်နဲ့ဒီလောက်နီးနီးဆက်ဆက် နော်နီးစပ်တဲ့သတင်းဌာနတခုဖြစ်နေပြီးတော့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာသုံးသက်တာပဲဖြစ်ဖြစ်ဝေဖန်တာပဲဖြစ်ဖြစ်ပေါက်ကြရဝေဖန်လို့မရအောင်။ဒါကြောင့်ကျွန်တော်တို့ကသူတို့အကြောင်းတွေတချို့ကိစ္စတွေကသိနေတာ။မသိနေ။အဲ့တော့အဲ့ဒါကြောင့်မကျွန်တော်တို့ကတက်မလို့နဲ့ပတ်စပ်ရင်တချို့ကိစ္စတွေမှာတက်ကဆုတ်ပေးလိုက်ရတာရှိတယ်။အချို့ကိစ္စတွေကြတော့လေတက်ကနိုင်ပေမဲ့သတင်းမထုတ်ပြန်ရတာရှိတယ်။ပုံသဏ္ဍာန်မျိုးမျိုးပေါ့နော်။ဒါတွေကိုကျွန်တော်တို့ဘယ်လိုကောမြန်မာနိုင်ငံသားတွေသိတဲ့နေသိတဲ့နေ။ဆိုတော့အဲ့တော့တချို့နေရာတွေမှာ ဟို personal ဘိုင်းရသွားမယ်ဒီဘက်စစ်စင်ဘိုင်းနေမဟုတ်ဘူးဟာဒီဘက်မှာထားပါတော့ဗျာတကယ်ကိုဟိုတက်မတော်ရေလှူရှားမှုတွေဘိုင်းမဟုတ်ဘဲနဲ့ personal ဘိုင်းရသွားမယ်ဆိုရင်တော့ဒီတက်မတော်ထဲမှာနေနေတာတွေကဟာတကယ်ကိုပြောရရင်ဘယ်လိုခေါ်မလဲမတရားသားတွေမတရားသားတွေနေနေရတဲ့ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လူတွေပါလာမှာပဲအဲ့လူတွေကိုစစ်ပုံသွင်းရတာဗောနော်စစ်တပ်တွေရောက်သွားတဲ့စစ်တပ်ပုံစံသွင်းရနောက်တစ်ခုကဘာလဲဆိုတော့စစ်ပညာဆိုတာလူသက်တဲ့ပညာပဲစစ်ပညာဆိုတာလူသက်တဲ့ပညာဒါငြင်းလို့ငြင်းလို့မရအဲ့တော့လူသက်တဲ့ပညာကိုသင်ယူထားတဲ့အဖွဲ့အစည်း ဲ့လိုပဲဟလာတိုက်ပွဲတွေမှာယူယူတိုက်ပွဲယူယူချွညွဆိုတာဗျာပြောရရင်တော့ဒါကပြောရရင်ဟိုတကယ်ကိုဟိုရဲစိတ်ရဲမှန်လို့ပေါ့သာဒါပြောရရင်ဟိုတက်တာဖြတ်တာတွေကိုကျွန်တော်တို့ကဟိုစဉ်းစားပြီးတော့ခေါ်ဝေါ်တာပါနော်အဲ့တော့အဲ့လိုအဖွဲ့အစည်းအနေနဲ့ကသူတို့အဖွဲ့အစည်းပုံစံပဲခြင်းပါပဲအဲ့တော့အဲ့လိုခြင်းတဲ့လူတွေကိုတက်တက်မတော်မှာရှိတဲ့ခေါင်းဆောင်တွေကဒီတိုင်းကြီးလွတ်ထားလားဆိုတော့မဟုတ်ပါဘူးဗျမဟုတ်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့သိစေချင်သူတို့ရှိမှာစီကန်းနေရှိတယ်စနစ်တွေရှိတယ် ခံယူချက်တွေရှိတယ်အဲ့ဒါတွေကတက်သေးရောက်တာနဲ့ဘယ်သူမောင်ပြည့်ရဲ့သားသမီးအဖြစ်မောင်မဲရဲ့သားသမီးအဖြစ်ရောက်လာတာနဲ့အဲ့ဒါတွေကိုရိုက်သွင်းလိုက်တာအဲ့ဒီလိုအဖွဲ့အစည်းတစ်ခုကဘယ်တော့မှဗယံပဒါလည်းလုပ်လို့မရသလိုဗယံပဒါလုပ်ရင်လည်းတေချာပေါက်အရေးယူခံရတယ်အဲ့လိုလုပ်ရင်လည်းအဲ့ဒါစနစ်အရာလောက်တော်မူသူတို့တအူးချင်းစီရဲ့အချင်းအရာလောက်တာအဲ့ဒါကိုကျွန်တော်တို့ကသိဖို့လိုတယ်သိဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်ကတချို့ကိစ္စတွေကြားရင်မောင်ပြူတယောက်မကောင်းလို့မောင်မဲတယောက်မကောင်းလို့တစ်ဖွဲ့တစည်းလုံးကိုပတ်ပြောတာမရဘူး အဲ့လိုပဲတိုက်ပွဲတစ်ပွဲရှုံးလို့တက်မတော်ကြီးပျက်စီးနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြောလို့မရဘူးပြောလို့မရဘူးဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်တို့ပြောတဲ့ဟာတွေဟာစီးလို့ပေါင်းလို့ပြောလို့မရဘူးစီးလို့ပေါင်းလို့ပြောလို့မရဘူးစီးလို့ပေါင်းလို့ပြောလို့မရဘူးဆိုတော့စီးလို့ပေါင်းလို့ဖြစ်နေလို့လားလို့ကျွန်တော်တို့ကမေးရစီးလို့ပေါင်းလို့လည်းမဖြစ်ပါဘူးစီးလို့ပေါင်းလို့မဖြစ်လို့ပဲဒီလောက်အတိုက်အခိုက်တွေဖိအားတွေများတဲ့အချိန်ခါကြီးမှာတက်မတော်အနေနဲ့ဒီလိုကြက်ညံ့ခံပြီးရက်တည်နိုင်တာဒါရှင်းရှင်းလေးပဲကြက်ညံ့ခံရက်တည်နေဒါကြောင့်မို့ကျွန်တော်တို့ကတက်မတော်နဲ့ပတ်သက်ရင်အဓိကအဖြစ်တကယ်ကို အဆုံးအထိနိုင်ပြီးတော့ကျွန်တော်တို့ကပြောတာပေါ့နော်ပြောတာပေါ့ဟိုသားပါတော့ဗျာကျွန်တော်တို့လိုတိုင်းပြည်မျိုးဟုတ်လားဟိုဘယ်လိုခေါ်မလဲမြို့နေလူသားသားနဲတယ်ပညာတတ်နဲတယ်ဆွဲကြားထဲမှာအဲ့တော့ကျွန်တော်တို့ကဟိုတောင်းနေလူသားသားတွေရှိမယ်တက်မလို့အကြောင်းနားမလည်တဲ့လူတွေရှိမယ်အဲ့လိုပဲပညာမဲ့တွေများတယ်အဲ့လိုသားပါတော့အဲ့လိုလူတွေကကျွန်တော်တို့ကိုလာပြီးတော့ကဲ့ရဲ့တာတွေဟိုရှုတ်ချတာတွေလုပ်လဲကျွန်တော်တို့ကသိကင်းမဆိုင်ဘူးအဲ့လိုလူတွေကြိုက်အောင်လဲအကြိုက်တွေလိုက်ပြောနေလို့မရဘူး ကျွန်တော်တို့ကဖြစ်စဉ်အဖြစ်အတိုင်းကိုကျွန်တော်တို့ပြောရမှာပဲအဲ့ဒီတိုင်းလေးပဲကျွန်တော်တို့ပြောခဲ့တယ်အဲ့ဒီတိုင်းလေးပဲကျွန်တော်တို့လုပ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ကဒီတိုင်းပဲဆက်သွားမှာဒီတိုင်းပဲဆက်သွားမှာကျွန်တော်တို့ပြောချင်တာနော်အဲ့တော့ဒီမှာကဘာလဲဆိုတော့ဒီနေ့သတင်းတစ်ပုဒ်မှာဆိုရင်ကြောက်ဖြူကိုတဲ့အေအေကကြောက်ဖြူကအေအေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်ရဖို့တွေ့တဲ့လက်ဆက်ကတက်တဲ့အပြင်းထန်ထိုးစစ်ဆင်နေဆိုတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်နော်ဖတ်လိုက်ရတယ်အဲ့မှာသူကဘာရေးထားတာလဲဆိုတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကတဲ့အေအေထိန်းချုပ်ထားတဲ့နေရာတွေကို လဆကတက်တွေကအပြင်းထန်ထိုးစစ်ဆင်နေရလို့စီရေးသတင်းအရေးမြင့်တွေစီကသိရပါတယ်ဆိုပြီးဒီသတင်းမှာဒီအဆပြေးထားတယ်။ဇော်လကိုရဲ့ညနေပိုင်းမှာအဲကြောက်ဖြူမျိုးနဲ့ဂုံချိန်တိုက်နယ်မှာရှိတဲ့အမှတ်၃တန်းနဲ့ရဲတပ်ရင်းအနီးဝန်းကျင်အပါအဝင်ပြိုင်စစ်ကိပြိုင်စစ်ကိနှမ်းဖဲတောင်မင်းတက်တောင်မလာကျုံးဧရိယာတဝိုင်းနဲ့ကျေးရွာတချို့ကိုနာဆာကတက်တွေကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်တဲ့။ဇော်လကိုရဲ့ညနေပိုင်းမှာအဲလေရင်မျိုးစုံသုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်တာ တော်တော်ကျန်းတယ်လူအသေးပောက်တွေလည်းရှိနိုင်တယ်နေပြည်တော်ဌာနချုပ်ကလက်နက်ကြီးလက်နက်ဒရုန်း၄မျိုးလောက်နဲ့၃လလောက်ရှိနေပါပြီတဲ့နေတိုင်းဆိုသလိုဇက်တိုက်လှမ်းပစ်နေတယ်နေအိမ်တွေပျက်စီးတာတွေလည်းရှိတယ်လူစီးရဲတရင်မြင့်တွေကပြောပါတယ်တဲ့ကြောက်ဖြူမျိုးနဲ့အတွင်းစွန့်ပစ်ဆက်ယုံ OGD အနီးကတ်တရီကျေးရွာအနီးတညောင်ရီရေးတဲ့စကန်းပင်လယ်ပြင်မှာကင်းလဲ့နေတဲ့စစ်သည်မတို့မှာလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်စစ်ဆင်လာတာဖြစ်တဲ့အပြင်တဲ့ စက်တက်လီဒီဒရုန်းတွေနဲ့လည်းနေ့စဉ်ပြစ်ခတ်မှုတွေရှိနေတယ်လို့ဆိုရတဲ့လက်ရှိမှာ AA အနေနဲ့ထိုးစစ်ကိုရပ်ထားပေမဲ့ထိန်းချုပ်ထားတဲ့နေရာတွေကနေဆုတ်ခွာပေးခြင်းမရှိဘဲခံစစ်ကိုအသုံးပြုနေတယ်လို့သိရတယ်တဲ့အခုက AA ထိန်းချုပ်ထားတဲ့နေရာတိုင်းမှာပြစ်ခတ်မှုတွေရှိနေတာဗောတဲ့ကြောက်ဖြူမင်းတက်တောင်ပြန်ရဖို့တော့တဲ့လောက်နေကြိုးစားနေတယ်တဲ့ရာသီဥတုကြမ်းလို့ရှေ့မတွန်းနိုင်ကြသေးဘူးတဲ့မင်းတက်တောင်စကန်းကလှုပ်ရှားစစ်ဗျူဟာစပါဟအရေးကြီးမြေဖြစ်လို့တဲ့တက်ကချက်ခုချက်ခဲပြန်တိုက်နေတာပါတဲ့တိုက်ပွဲပြစ်ထန်နေလို့သူကပြောတယ်ဆိုပြီးဒီထဲမှာသူရေးထားတယ် ကျောင်းပြမျိုးနဲ့ဟာတဲ့ရဲ့ရွှေသဘာဝတန်းဝင်းနဲ့ရေနံပိုက်လိုင်းစီမံကိန်းတွေတည်ရှိရမျိုးဖြစ်တာကြောင့်လာဇာကအတွက်နိုင်ငံသားဝင်ဝင်အမြောက်များရရှိနေတဲ့မျိုးဖြစ်တယ်လို့ပင်လယ်ရေနဲ့စိတ်ကန်တည်ရှိရလဲဖြစ်တာကြောင့်ပထဝီနိုင်ငံရေးအရာအလုံးရေးပါတဲ့မျိုးတစ်မျိုးဖြစ်တယ်လို့သိရပါတယ်တဲ့ကျောင်းပြမျိုးမှာတဲ့အမှတ်32ရဲတက်ရင်အပါဝင်ကျောင်းတလုံးစစ်စေးရေးဂိတ်ချီလင်တရင်ခလာရ34ချီမြန်တရင်ခမာရ34 542 543တရရေရေတဲ့ဌာနချုပ်တောင်မော်ဦးရေတဲ့နဲ့ အုံကျွိရေတဲ့စခန်းတို့အခြေစိုက်ထားတာဖြစ်ပြီးတော့တဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့မှာစတင်က NASA ကတက်တဲ့ AE တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေလို့သိရပါတယ်တဲ့တိုက်ပွဲကြောင့်ဒေသခံတွေအရေးပေါ်နေရဲစွန့်ခွာတင်းချောင်နေရတယ်လို့တိုက်ပွဲတွေကြားကြေးရွာအများပြားထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့စစ်ရှောင်အရေးကူညီဆောင်နေသူတွေပြောပါတယ်တဲ့အရေးပေါ်စစ်ရှောင်လာကြတဲ့ဒေသခံဥယေဟာတဲ့လက်ရှိမှာ၄000ဝန်းကျင်အထိရှိလာပြီးတိုက်ပွဲတွေကြောင့်အခုချိန်အထိမိမိနေရဲကိုမပြောင်းနိုင်သေးပဲနီးစက်ရာကြေးရွာတွေတောတောင်လေယာတွေနဲ့ ဘုန်းကြီးเจ้าတွေမှာနေထိုင်ကြရလို့သိရပါတယ်တဲ့စစ်ဘေးရှောင်တွေဟာချင်းတော်မလုံလောက်မှုအမောက်ကမလုံကြုံမှုအပြင်နဲ့အလောက်ကန်ရှားပါမှုအခုအညီရရှိမှုနေပါခြင်းတို့ကြောင့်လည်းမိုးရင်းကာလကိုဖြတ်သားမှုအဖက်ဖက်ကခက်ခဲနေကြလို့သိရတယ်ညမနိုင်မှာပြီးခဲ့တဲ့မလ28နေ့ဖြစ်ပွားခဲ့တဲ့သူအဓိကအပြင်တော့ဒီယုံနေနဲ့ပတ်သက်ပြီးတော့ရခိုင်ဒီကြောက်ပြစ်စပွဲတွေနဲ့ပတ်သက်ပြီးတော့သူကတော်တော်လေးရေးထားတယ်ဗျာကျွန်တော်တွေကတော့ကျွန်တော်အခုပြောတဲ့သတင်း topic နဲ့မကိုက်ညီဘူးကျွန်တော်မပြောတော့ဘူးထားလိုက်ပါလက်ရှိအနေထားမှာကကျွန်တော်ပြောချင်တာပါလဲဆိုတော့တက်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကတော်တော်လေးစိတ်စိတ်လေးပြန်ဖြစ်လာတယ် တိုက်ယူလို့ရနေအောင်ပြန်တိုက်ယူနေသလိုတောင်းယူလို့ရတောင်းယူတယ်မို့နော်ပြန်ပြီးတော့ရာဇသံပေးရပေါ့နော်ရာဇသံပေးပြီးယူလို့ရနေအောင်လေရာဇသံပေးပြီးပြန်ယူနေအောင်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါထားပါတော့ဥမာဖြင့်ကျွန်တော်တို့ဒါအလုံးမြောင်ပြောရရင်လာချိုးလို့ပေါ့နော်ရှမ်းမြောက်လို့နေရာမျိုးရှမ်းမြောက်လို့နေရာမျိုးကဒီရှမ်းမြောက်လာချိုးတစ်တုံညာနှစ်ခွန်တပ်ပွဲပြီးတဲ့ကိုကလန်တော်ကြီးကပြောတယ်ဒီဒေသတွေကိုဘယ်သူကတိုက်ယူသည်ဖြစ်စေနိုင်ငံတော်အနေနဲ့အဲ့ဒီတိုက်ယူလိုက်တဲ့လူတွေရဲ့ပိုင်နက်အဖြစ်ဘယ်တော့မှတတ်မှတ်မှာမဟုတ်ဘူး ဘာမှတိုက်မမှာမဟုတ်ဘူးဒါကြောင့်မလို့အဲ့ဒေတာတွေကိုပြန်ပေးပြီးအမြန်ဆုံးချုပ်ပေးပါတက်ဆုပ်ပါဒါမျိုးပြောထားတာရှိတယ်နော်နိုင်ငံတော်အကြီးအကဲနေဒါမျိုးပြောထားတာရှိတယ်ဆိုတော့လက်ရှိအနေထားမှာဟလာဒီလာရှိုးတို့ဘာဥစ္စာပြန်ရနေတာဒါအလုံးသူ့ရဲ့အတိုင်းပဲနော်ပြန်ရနေဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့ရခိုင်ကောင်ကဒါစစ်ပွဲတွေလို့ပဲကျွန်တော်တို့ကမြင်နေတာဒါပေမဲ့ကြီမဖောက်ပါပဲနဲ့တိုက်နေတဲ့စစ်ပွဲတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ရခိုင်ဒေတာမှာရှိတဲ့အေအေတွေအဓိကစီးမှုစိုးမိုးထားတဲ့နေရာတွေကိုဖြက်လေးပြက်ပုံစံမျိုးတိုက်နေရတယ်အများကြီးရှိတယ်အဓိကအပြင်လားစီဖြက်ရေဖြက်ပေါ့နော်ဒီအစားတော့ ါတွေဖြတ်တာပေါ့နော်ဒါမျိုးတွေတိုက်နေရလည်းအများကြီးရှိတယ်ဒါတွေကတော့ကျွန်တော်တို့ကစီရေးသတင်းတွေဖြစ်တဲ့အတွက်တချို့ဟာတွေတော့အသေးစိတ်ပြောလို့မရသလိုကျွန်တော်လည်းမပြောချင်ဘူးနော်ဒီလောက်ကတော့ဒါဒါအခုလက်ရှိနေသားမှာတက်မတော်အနေနဲ့တခိုင်ထိုးစစ်တွေပြန်ဆနေရဆိုတာသိစေချင်တယ်နော်ဒီလောက်ဟိုလိုသတင်းတွေကိုပြောရမှာသွားတယ်ဟိုအောင်မင်းကိုလည်းကျေးဇူးတင်ပါတယ်